ကအင်တာနက်ကိုဖွင့်ထားတယ်ဒါပေမဲ့အင်တာနက်သုံးလို့မရဘူးဖြစ်နေတယ်ဒီမှာကျရင် TikTok ကိုကျွန်တော်ဖွင့်တယ် TikTok သုံးလို့မရဘူးအဲ့လိုပဲကျွန်တော် YouTube ကိုဖွင့်တယ် YouTube လည်းလုံအောင်ကိုကြည့်လို့မရဘူးရှင်နော် TikTok ကိုကြည့်ရလုံအောင်မရဘူး Blog ပဲလုံးလို့လုံအောင်ကိုကြည့်လို့မရဘူးအဲ့လိုပဲ YouTube လည်းလုံအောင်ကိုကြည့်လို့မရဘူးအဲ့လိုဖြစ်နေတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါနော်ဒီဗီဒီယိုမှာအဲ့လိုဖြစ်တဲ့ပြဿနာကိုဖြေရှင်းလို့ရမယ့်နည်းလမ်းကိုပြောပြမယ်နော်ကျွန်တော်က package မရှိဘူးလားဆိုရင်လည်းရှိပါရဲ့ကျွန်တော်ပြမယ်နော်7 GB လောက်တောင်ရှိပါရဲ့ဒါပေမဲ့သုံးလို့မရဘူးဒီမှာအရှိ ယူတုပ်ထက်ကုန်ပြီလမ်းမဲ့လုံးဝကိုကြည်တုံးလုံးမြောက်အဲ့ဒါဒီကောင်ကိုဘယ်လိုဖြစ်ရမှာလဲနော်နီလန်တွေအများကြီးကိုပြောပြမှာဖီလိုဒီဗီဒီယိုကိုအဆုံးထိကြည့်ပါနော်တင်ရအတွက်အတော့ငွေမန်းနီလန်တွေပြောပြမှာဖြစ်ပါရဲ့နော်ဒီဗီဒီယိုကို share လိုက်ပါ okay နီလန်တွေကိုပြောပြမယ်နော် okay ကျွန်တော်စိုက်ထက်ဝင်လိုက်မယ်စိုက်ထက်ဝင်ပြီးရင်ကျွန်တော်တစ်ချက်ဒီမှာသွားမယ်ဆိုရင်ဒီ mobile and mobile network လို့ရထားနေရကိုကျွန်တော်သွားရအောင်ဖြစ်ပါနော်ဒီ mobile network ဆိုရင်ဖုန်းတိုင်းမှာရှိရနော် account ဝင်နေလိုက်ပါ ဥက္ကတိကဒီ setting ကိုမတွေ့ဘူးဆိုရင်ကျွန်တော်တို့ဒီကောင်ကိုကြာကြာလေးနေလိုက်လင်းလိုက်တာနဲ့ဒီ setting ထက်ကိုပြန်ဝင်သွားမှာဖြစ်ပါတော့အကောင်ကိုအင်ဆိုနေလိုက်ပါဒီကောင်နေပြီကျွန်တော်တို့အင်ဆို mobile data ကိုတစ်ချက်ပိတ်မှတ်တစ်ချက် free မှတ်เนาะတစ်ချက်ပိတ်မှတ်တစ်ချက် free မှတ်เนาะဒီလိုပုံစံလုပ်လိုက်ပါဒါကိုလုပ်ပြီကျွန်တော်တို့ airplane mode ကိုလည်းကျွန်တော်တို့ free လိုက်မယ်เนาะဒီလိုပုံစံ free လိုက်မယ်ခဏလေးဆော့ပြီးရင်ကျွန်တော်တို့ airplane mode ကိုလည်းဒီလိုပုံစံပိတ်လိုက်မယ်เนาะဒီလိုပုံစံဆော့လိုက်မယ်เนาะ ီလိုပုံစံကိုနှစ်ချိန်သုံးချိန်လောက်ပဲလောက်လို့လာပါနော်ဒီလိုပုံစံနဲ့ဖူနာပေးလိုက်လို့လာပါနော် okay ဒီကောင်လို့ပြီးရင်နောက်တစ်ခုကျွန်တော်တို့လုပ်မယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီကိုကိုအင်တာနက်သုံးတဲ့ sim card ကိုဒီလိုပုံစံရွေးချက်လိုက်ပါရွေးချက်ပြီးရင်ဒီကောင်ကိုတစ်ချက်ဒီဒီကောင်ကိုတစ်ချက်ပေးလိုက်ပါနော်ဒီလိုပုံစံပေးလိုက်ပါ disable လို့လာပါနော်ခဏလေးစောက်ပြီးရင်ဒီကောင်ကိုပြန်ဖွင့်လိုက်ပါဒီပုံစံဖွင့်လိုက်ပါနော်။ Okay ဒီကောင်လို့ပြီဆိုတော့နော်ကျွန်တော်တို့ဒီမခဏလေးဆောက်လိုက်မယ်။ ဒီမှာခဏလေး तू ကပွင့်နေနော်ခဏလေးဆောက်လိုက်မယ် okay ဒီကောင်လို့ပြီးရင်ကျွန်တော် access point name ကိုနေလိုက်မယ် access point name ကိုနေပြီးရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီဒီဒီမှာ set 38ရန်ဒီကောင်ကိုနေပြီးမှ research research access point name ကိုနေလိုက်မယ်ဒီလိုပုံစံနဲ့နော်ပြီးရင် reset လုပ်လိုက်မယ်ဒီလိုပုံစံနဲ့ reset လုပ်လိုက်မယ်နော်နောက်တစ်ချိန်လဲဒီလိုပုံစံနဲ့ reset လုပ်လိုက်မယ်နော် reset လုပ်လိုက်မယ် okay ဒီကောင်ကိုလှုပ်လိုက်ပါเนาะโอเคဒီကောင်ကိုလှုပ်ပြီးရင်ကျွန်တော်လှုပ်ရမှာကဘာလဲဆိုရင်ကိုအသုံးပြုတဲ့ TikTok ဒါမှမဟုတ် YouTube เนาะအဲ့ application တခြားလေးနေလိုက်ပါခြားခြားလေးနေပြီးရင်ဒီ app information ကိုနေလိုက်ပါဒီမှာကြည့်မှဆိုရင်ဒီခါလေးကိုက internet free နဲ့အချိန်မှာ restrict လက်ဖိနိုင်တာကွာဘယ်လိုလဲဆိုရင်ကျွန်တော်ပြမယ်เนาะဒီမှာကြည့် data user ရှိရနော်ကျွန်တော်ဒီမှာပြမယ်เนาะ user မှာဆိုရင်ဒီက disable mobile data ကဒီ disable ဖြစ်နေရင်တော့ကိုက internet နဲ့ ူက YouTube ကြည့်လို့မရဘူးနော် YouTube မှာ disable ဖြစ်နေနော် YouTube ကြည့်လို့မရဘူးအဲကြောင့်ဒီကောင်ကိုပိတ်ထားလိုက်ပါနော်ဒီကောင်ပိတ်ထားချပြီးကိုက internet ဖွင့်ပြီးမှ YouTube ကြည့်လို့ရမှာဖြစ်ပါတယ်နော် Okay အဲ့လိုပဲကိုကတခြား application ပဲသုံးလိုက်နော်အကောင့်ကိုတစ်ချက်စစ်လိုက်ပါနော်ဒီလိုပုံစံနဲ့စစ်လိုက်ပါပြီးရင်ဒီမှာကျွန်တော်တို့ဒီမှာဆိုရင်ခုနလိုပဲ application name နဲ့မှာခုနလိုပဲ data users ကိုနေလိုက်မှာပြီးရင်ဒီမှာကြည့် disable disable mobile data ဖြစ်နေနော် TikTok ကိုကျွန်တော် mobile data နဲ့ internet နဲ့လည်းကျွန်တော်တို့ data နဲ့တုံးလို့မရဘူးလို့သူကပြောချင်တာနော်အဲကြောင့်ဒီကံကိုလည်းပြစ်လိုက်မယ် okay ဒါတွေလုတ်ပြီဆိုတော့ကျွန်တော်တစ်ချက်ဒီအမိုက်တွေကိုရှင်းလိုက်မယ်နော်ဒါတွေဒီ setting တွေအများကြီးလုတ်ပြီနော်အမိုက်တွေကိုရှင်းလိုက်မယ်ပြီးရင်ကျွန်တော်တစ်ချက် YouTube ထက်ကိုဝင်လိုက်မယ် okay ဒီမှာကြည့်မယ်ဆိုရင်ရသွားပြီနော်ဒီမှာကြည့်ရပြီနော် YouTube ရပြီနော်တုံးလို့ရပြီနော်ညီကြည့်ညီကြည့်နော်ရပြီအဲ့တော့ပဲကျွန်တော် TikTok ထက်ကိုဝင်လိုက်မယ် โอเคဒီမှာခဏလေးဆောက်လိုက်မယ် TikTok လည်းရပြီเนาะဒီမှာကြည့်လိုက်ရှင်เนาะအကုန်လုံးရပါပြီเนาะဒီလိုပုံစံနဲ့เนาะကျွန်တော်တို့ internet မရတဲ့ပြဿနာကိုဖြေရှင်းလို့ရမှာဖြစ်ပါတယ် internet line ဆွဲမကောင်းတဲ့ပြဿနာကိုဖြေရှင်းလို့ရမှာဖြစ်ပါတယ်เนาะဒီဗီဒီယိုကသင်အတွက်တော်တော်လေးကိုအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်ဒီဗီဒီယိုကို share လိုက်ပါเนาะကဲဒီနေ့အတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်